ကျွန်တော်ငယ်စဉ်အတက်ခဲ့တဲ့ကျောင်းလေးရဲ့ကျောင်းသားဟောင်းတွေ့ဆုံပွဲကြောင့်ကျွန်တော်လေးရင်စီးပြီးတော့လီစဲရဲ့အနီးဆုံးခေတ်ကနေကားတစီးကိုမှန်ရန်ခဲ့ပါတယ်။တွေ့ဆုံပွဲနေရာက35မိုင်လောက်ဝေးပြီးတော့ကျင်းလက်ဒီသားရဲ့အစွန်ပြဘက်ကနေတောအုံလီရီကိုဖြတ်သန်းသွားရပါတယ်။ကျွန်တော်ကရဲ့မိအီလီယံကလည်းလမ်းတစ်လျှောက်မှာကျင်းနဲ့လင်းရောင်တွေရှိမနေခဲ့ပါဘူး။တုံးမိုင်လောင်မောင်ပြေနောက်လမ်းရဲ့ဘေးတနေရာမှာလူတယောက်မတည့်ရနေရကိုတွေ့လိုက်ရပါတယ်။သူကကားကိုတားနေခဲ့ပြီးတော့သူ့ရဲ့ဘေးမှာကားကိုထိုးရထားပြီးတော့ကားနောက်ဘုံကလည်းပွင့်နေခဲ့ပါတယ်။ ပုံမှန်ဆိုရင်ကျွန်တော်ကားကိုမရက်တက်ပေမဲ့ဒါကကျွန်တော်တကယ်ချင်းဟင်နရီဖြစ်နေရကြောင်းကျွန်တော်ကားကိုရက်ပြီးတော့မိလိုက်ပါတယ်။ဟင်နရီတွေးရတာဝမ်းသာတယ်ကွာမိကားပြက်နေရလား။ဟုတ်တယ်စိတ်မရှိပါနဲ့ငါမင်းနဲ့လိုက်လို့ရလား။သူ့ပုံစံကကြောက်ရွံ့နေတဲ့ပုံပေါ်ပြီးတော့သူ့နောက်ကတောအုပ်ကိုသာလက်ကြည့်နေခဲ့ပါတယ်။တိုင်းမင်းအဆင်ပြေရလား။တယောက်ရှိလို့လား။ဘာမှမရှိဘူးမရှိဘူးတွားချရအောင် ဟင်ရီကကျွန်တော်ကောင်ကိုတက်လိုက်တဲ့အချိန်မှာသူကတုံလုံးစွာနဲ့ကြည့်နေတဲ့တောအုပ်ထဲကနေအတန်တစ်ခုကိုကြားလိုက်ရပါတယ်။နေုံဒါပါအတန်လေကျွန်တော်တေချာနှတော့မူလုံးလိုက်တဲ့အချိန်မှာမောင်းဆက်မှာကွာဆိုပြီးတော့ဟင်ရီကစီရာဘောကင်နာရဲ့ကျွန်တော်လက်ကိုဆွဲပြီးတော့အော်ပြလိုက်ပါတယ်။သူကကြောက်နေတာကြောင့်တုံရင်နေခဲ့ပြီးတော့သူ့ပုံစံကတေချာဘောမိဖြစ်ရှင်တဲ့အရာတစ်ခုကိုတွေးခဲ့တာပဲဖြစ်ပါလိမ့်မယ်။အဲ့ဒီနောက်ကျွန်တော်ကားဝင်နေမြန်မြန်မောင်းထွက်ခဲ့ပါတယ်။ ပါတီကဘတ်ကတ်ဘောအဆောက်အုံထဲမှာဖြစ်ပြီးတော့အားလုံးကရောက်နေနေကြကတယောက်နဲ့တယောက်စကားရင်းပြောနေခဲ့ကြပါတယ်။တချို့ကမတွေ့တာကြပြီဖြစ်တာကြောင့်ပြောနေခဲ့ကြပါတယ်။ငါအင်နာသွားလိုက်အောင်မယ်။သူကဲတို့ပြောရင်လည်းဟင်ရီကအင်နာထဲဝင်သွားခဲ့ပါတယ်။ကျွန်တော်တောက်ဆရာခွက်တစ်ခုကိုယူလိုက်ရင်ပါတီမှာပြောနေတော့ကျွန်တော်ရဲ့အတန်းပေါ်ဟောင်းဖြစ်တဲ့ဂယ်ရီကကျွန်တော်စီကိုရှောက်လာတာကိုတွေ့လိုက်ရပါတယ်။သူကကျွန်တော်ရှေ့မှာမတည့်ရက်ပြီးတော့ပြောလာခဲ့ပါတယ်။ပါတီကိုရက်လိုက်တော့ဟမ်ဘာဖြစ်လို့လဲ။ဟင်ရီဟင်ရီဘာဖြစ်လို့လဲ။ ဟင်နရီရဲ့အလောင်းကိုကောင်းလမ်းမရင်ဗီတမီယာကတောက်ထဲမှာတွေ့ခဲ့တယ်လို့သူကပြောခဲ့ပါတယ်။ယဲရီပြောချင်အရာတော့ဟင်နရီကဓာတ်ဆန်တာကြောင့်အထူးခံရရတယ်တဲ့။မဖြစ်နိုင်တာမစ်ပါရီပြောနေရလေ။ယဲရီကသူ့ရဲ့ကားကိုလမ်းမကြီးရဲ့ဗီတမီယာမှာရှာတွေ့ခဲ့တယ်လို့ပြောတယ်။သူ့ကိုတိုက်ခိုက်ခဲ့တဲ့သူကတက်ပြီးတော့တောက်ထဲမှာပြစ်ထားခဲ့တာ။ကျွန်တော်လက်ထဲကဖန်ခွက်ကကြမ်းမြင့်မော်ကိုပြူချသွားပြီးတော့အင်တာစီကိုပြေးသွားခဲ့ပါတယ်။ဟင်ရီကကျွန်တော်နဲ့အတူပါတီကိုလာခဲ့တာပဲ။ဂယ်ရီပြောတဲ့စကားတွေကအမှန်ဖြစ်နိုင်မှုအင်နာရဲမှာတရားမှရှိမနေခဲ့ပါဘူး။ဟင်ရီဟင်ရီ ျွန်တော်သူ့နာမည်ကိုဇတိုက်အော်ခေါ်နေခဲ့ပါတယ်။ဂျူတီကကျွန်တော်ရဲ့နှလုံးကမှန်ရဲ့ဘယ်ဘက်ကိုအချိောက်သွားပြီးတော့ဟင်ရီကိုတွေ့လိုက်ရပါတယ်။ဟင်ရီကအင်သာရဲ့အပေါ်ဘက်အပေါက်ကနေကျွန်တော်ကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်။သူရဲ့ခေါင်းကလေထဲမမြောင်နေအောင်တွစ်လိုက်ရပြီးတော့ဒီတကားအပေါက်ကရှစ်ပင်လောက်ကိုမြင်ပါတယ်။မှန်တဲ့ကသူ့ရဲ့ပုံရိပ်ကပြုံးနေခဲ့ပြီးတော့ရုပ်တရက်လေထဲမှာပဲပြတ်သွားခဲ့ပါတယ်။ကျွန်တော် တကူလုံးမှရှိတဲ့အမွေးမြင်တွေကထောင်သွားသလိုခံစားရပြီးတော့ကျွန်တော်ဟင်ရီကိုတွစ်လိုက်ရတဲ့အချိန်လုံးကတောအုပ်ထဲကကြားလိုက်ရတဲ့အတန်ကဘာလဲဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ ကျွန်တော်အခုဒီမသိသေးတာကကျွန်တော်တွေ့ခဲ့တဲ့ Henry က Henry ရဲ့ဝိညာဉ်လားဒါမှမဟုတ်ထင်အောင်ထင်မှားဖြစ်နေတာလားဒီဘက်လောက်ကျတော့ Gary ကကျွန်တော်စီကိုဖုန်းခေါ်လာခဲ့ပါတယ် Gary က Henry ကိုတတ်တဲ့တရားခံကိုရှာတွေ့ပြီရှာတွေ့ပြီလားကောင်းတယ်ဒီလိုအယူကထောင်ထဲမှာပဲနေမှတန်ပါမဟုတ်ဘူးမိဘကိုပြောချင်တာလေဒီလူက Henry ကိုမတတ်ဘူးလို့ပြောချင်တာလားအဲ့လူရဲ့အလောင်းကိုပဲရှာတွေ့ခဲ့တာဟမ်ကျွန်တော်ဒါကိုကြားပြီးရဲ့နောက်ဘာစကားမှဆက်မပြောနိုင်ခဲ့ပါဘူး အဲ့ဒီလူရဲ့နာမည်ကဝါနာဖြစ်ပြီးတော့သူကဆေးရောင်းဝယ်လုပ်တာနဲ့ပတ်သက်ပြီးတော့နာမည်ဇူးနဲ့ကြော်ကြပါတယ်။သူဟင်နရီကိုတတ်ပြီးတော့ရဲရီလက်ထက်ကလုပ်ဖို့အတွက်တောအုပ်ထွေကိုပြုံးသွားခဲ့တယ်လို့ဆိုပါတယ်။နောက်နေ့မနက်မှာတော့ရဲရီကသူတည်ဆုံးနေတဲ့အလောင်းကိုပဲရှာတွေ့ခဲ့ကြပါတယ်။ဒါတော့ဟင်နရီလက်စားချစ်တယ်ဆိုတော့ခင်ဗျားတို့ရောထင်ကြလား။